အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့စီဝါတက်စီတော့အိမ်ဖះအကြောင်းဆောင်အကြောင်းလေးကိုမြောက်ပြီးမှဖြစ်ပါတယ်အတချို့ရက်ွက်တဲ့ခေါ်တော့ဖះအစင်ပဲပုံတော့ရပါတယ်ဖះအကြောင်းဆောင်ပဲခေါ်ခေါ်ဖះအစင်ပဲခေါ်ခေါ်မင်းစင်မြအစင်ဘယ်လိုခေါ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့အိမ်တိုင်မှာစီဝါတွေတက်ဖို့အတွက် အလုတ်ကိုင်းနဲ့အစီအပြေဖို့အတွက်အပူပီးနဲ့ကင်းဖို့အတွက်မိသားစုလေးစီလလုံးချီးခင်နဲ့ဖြစ်ဖို့အတွက်ကအိမ်ဖျားစင်ကအရင်ကိုအဓိကကြလုံးလာပါတယ်ကျွန်တော်60ရာခိုင်နှုန်းတိတိလိုက်ပြီးလိလပူပါတယ်အိမ်တင်ရောက်လို့ရှိရင်ကျွန်တော်အရင်ဆုံးဖျားစင်ကိုပဲအရင်ကြည့်ပါတယ်ဒါကြောင့်မို့ကျွန်တော်ခုပြပြမဲ့နီးလစ်ကိုမိတ်ဆွေများလုံးမဲ့ဆိုလို့ရှိရင်မိတ်ဆွေများရဲ့အိမ်တွေမှာစီဝါးတွေတက်လာမယ်ငွေကြေးလေးအစီအပြေလာမယ်မိသားစုလေးချစ်ချစ်ခင်ခင်နဲ့ဖြစ်လာစေမယ်စီလလုံးလေးဖြစ်လာစေမယ် အပူပင်တော့ကလေကင်းလာစီမှာဖြစ်ပါတယ်ကျွန်တော်လိုက်လံပြီးတော့ကြည့်ပြပါပြီကျွန်တော်ရဲ့ကျွန်တော်အတိမိတ်ဆွေတို့ဆိုရင်အရန်ဆင်းရဲတယ်ဒါမဲ့သူ့ရဲ့အိမ်မှာကျွန်တော်ဝင်သွားလိုက်တော့သူ့ရဲ့အိမ်မှာရောက်အိမ်ထဲကိုရောက်ပြီဆိုတာနဲ့ပူပင်နေပူပင်နေလို့မခံစားရတယ်လို့သူတို့အိမ်ကလူတွေကလည်းချေခင်စီလုံးနေရှိကြတယ်ဝေးကြီးကြောင့်မလို့သူတို့ကပြဿနာတွေမဖြစ်ကြဘူးအေးစစ်စစ်ပဲသူ့လို့သူ့လို့ကိုလို့ကိုလို့တယ်ပတ်စံနေမရှိကြဘူးမှန်တယ်ဆင်းရဲနဲ့မှန်တယ်သူတို့ကအဲ့ဒီငွေကြီးကြောင့် လောဘဇောတွေမဖြစ်ကြဘဲနဲ့တယောက်နဲ့တယောက်ဟာကျွန်တော်တို့ညူဆူဆောင်းမြွနာလေးမရှိဘူးအေးချမ်းချမ်းပဲဖြစ်စေတယ်ပေါ့ဗျာဒီလိုမျိုးချင်နေရအိမ်ဖျားစင်ကြောက်ပဲဖြစ်ပါတယ်ပတ်စံချမ်းသာသည်ဖြစ်စေပတ်စံမချမ်းသာသည်ဖြစ်စေအဓိကကြတာကတော့အိမ်ဖျားစင်ပဲဖြစ်ပါတယ်ကျွန်တော်ကျွန်တော်တို့ကျွန်တော်မိတ်ဆွေများလည်းစီးပွားရေးတက်ချင်တယ်အဲ့တော့မိသားစုလေစီးလုံးလေဖြစ်ကျင်နေအေးချမ်းနဲ့ဖြစ်ကျင်နေဆိုလို့ရှိရင်ခုကျွန်တော်ပြောတဲ့နည်းနဲ့လောက်ကြည့်ပါတလအတွင်းမှာထူးခြားလာပါလိမ့်မယ်စီးဝါးလေတက်လာစေ မိသားစုလေးချေခင်ဖြစ်လာတယ်စီစလုံးလင်ဖြစ်လာတယ်အေဂျင်မှုလေးရလာစေတယ်အဲ့တော့ဘာလေးလဲဆိုတော့လွယ်ပါတယ်မျက်နှာဆော့ဆော့မျက်နှာနှလုံးပွင့်တာနဲ့ကျွန်တော်တို့အိမ်နေမှာရှိတဲ့ဖះเจ้าဆောင်တွားမယ်ဖះเจ้าဆောင်တွားပြီးတော့ဟိုကျွန်တော်တို့ကလည်းဒီကိုလှုပ်ရှားရှိတာတွေလှုပ်ပြီးပေါ့နော်ကျွန်တော်တို့ဟိုကျွန်တော်တို့ရေပေါ်ပေါ်တွားပြီးတာတွေမျက်နှာတွေပါတစ်ပြီးတာတွေအဲ့လိုပေါ့နော်ကိုလှုပ်ရှားရှိတဲ့လှုပ်ပြီးဆိုတာနဲ့ကျွန်တော်တို့အိမ်မှာရှိတဲ့ဖះ ကျောင်းဆောင်ကိုသွားမယ်သွားပြီးတော့စင်းကျူတို့ပဲဖြစ်ဖြစ်ပုံတော်ပဲဖြစ်ဖြစ်ပကြီကားပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကိုယ့်အိမ်မှာရှိတဲ့ပုံတော်စင်းကျူတွေကိုကျွန်တော်အဝတ်တန်လေးနဲ့မျက်နှာတော်တွေခေါင်းတော်တွေလက်တော်တွေခြေတော်တွေအားလုံးကိုတန့်ရှင်းလုပ်ပေးမှာဖြစ်ပါတယ်ပုံဆိုတဲ့ပုတ်တိုက်ပြလိုက်ပါဗျာဖုံလေးပြောင်းသွားအောင်စင်းကျူတော်ဆိုတဲ့ကြီးလေးပြောင်းသွားအောင်ပုတ်တိုက်ပြမယ်ပုတ်တိုက်ပြဆိုတာနဲ့ကျွန်တော်တို့အိမ်မှာရှိတဲ့ကျွန်တော်ဖခင်ညောင်ရင်အိုးဒီသုံးရက်တခါမြင်းနဲ့လဲပြမယ်ရေကိုမြင်းနဲ့လဲပြမယ်ပန်းတော့မိတ်ဆွေများဟို မညိုမချင်းမိတ်ဆွေများအဆင်ပြေလို့လဲလို့ရတယ်အဓိကတော့ပန်း6ရီလို့မရအောင်အိတ်တွေမှာပန်း6ပြီဆိုတော့ねအဲ့ဒီအိမ်မှာစီဝါးရည်တွေချက်ကွက်သွားမှတေးကြတယ်အဲ့တော့ပြီးလို့ရှင်အဓိကကြတာတွေကကျွန်တော်တို့အိမ်မှာရှိတဲ့တောက်တော်ကြီးတောက်တော်ကြီး၅ခွက်ကို၅ခွက်တိတိကတ်မယ်နော်ဒါဖရားအတွက်တရားအတွက်တန်ဃာအတွက်မိဘမိဘအတွက်ဆရာသမားအတွက်အနန္တနာအနန္တနာဟာဘကိုဥတည်ထားပြီးရောတောက်ရတော့ငါးခွက်ကတ်ပါတယ်ဖျားဆိုပြီးကျွန်တော်ပျော်ပြီးတော့ကတ်မယ်စီမီကတ်ရင်လည်းအဲ့လိုကတ်မယ် နော်ရေချမ်းကိုက်ရင်လည်းအဲ့လိုကတ်မယ်အမွေးတိုင်ကိုက်ရင်လည်းအဲ့လိုကတ်ပေးမယ်ဒီမှာ၃တိုင်၃တိုင်ကတ်မယ်ဆိုရင်လည်းယရဏ၃မှာဥဋ္ဌိထားပြီးတော့ငါးတိုင်ကတ်မယ်ဆိုလို့ရှိရင်နန္ဒနငါဥဋ္ဌိထားပြီးတော့အဲ့လိုမျိုးလေးကတ်ပေးမယ်ဟုတ်ပြီဒါဆိုအဲ့လိုမျိုးလေးလေးနေ့စဉ်လုပ်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အိမ်ထဲမှာရှိတဲ့ဖျားစာအုပ်လေးရှိလိမ့်မယ်ဖះစာအုပ်တွေကိုအောက်မှာခလေးတွေဆော်ပြီးပြန်ကျဲနေတာမျိုးတွေကျွန်တော်တွေ့ဘူးတယ်ခလေးတွေကဟိုပစ်ဒီပစ်နဲ့ဟောတချို့ဆိုတက်တောင်တက်နေကြသေးတယ်အဲ့လိုမျိုးတွေလှုပ်လေဆိုလို့ရှိရင်အဲ့ဒီအိမ်မှာဘရုံးမှာစီးွားမဖြစ်တော့ဘူး စီဝါဖြစ်လေခဏနေပြန်ကြတော့တတ်တယ်အဲ့လိုမျိုးမဟုတ်စေမယ့်နဲ့စီဝါကျွန်တော်တို့တွေအဖះစာဟိုကဖះစင်ပေါ်မှာပြတ်တင်ထားတာမျိုးအဲသူ့ညာနဲ့သူ့ဘုံတော့စနစ်ကြစီစီရည်တည်ထားတာမျိုးတွေလုတ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်အိမ်တွေကအပူပင်တော့ကလေးလဲကင်းမယ်နော်အပူတော့ကစိတ်အကြံမှုတွေလည်းရမယ်ဒါကြောင့်မို့ကျွန်တော်တို့တောက်တော်ရီကိုငါးခွက်ကိုတစ်နေ့ကိုသုံးချိန်ကပ်ပေးတောက်တော်ရီကခဏခဏကပ်လို့ရတယ်မနေ့တစ်ချိန်နေ့လယ်တစ်ချိန်ညတစ်ချိန်ပေါ့နော်အဲ့လိုမျိုးလေးကိုတစ်နေ့ကိုသုံးချိန်ကပ်ပေးမယ်အနည်းဆုံး၅၅ခွက်လောက်ကပ်ပေးမယ်ပေါ့နော် ို့အိမ်ရဲ့ဖះအကြောင်းဆောင်ရဲ့အနေထားပေါ်မူတည်ပြီးတော့မနော်တချို့လည်း၃ခွက်ပဲဆိုင်3ခွက်ပေါ့ရပါတယ်အဲ့ဒါမျိုးတွေစီကပ်ပြီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အိမ်တွေမှာစီဝါးတွေတက်လာမယ်ပူပင်တော့ကတွေကင်းလာမယ်စီလုံးတွေဖြစ်လာစီမှာမန်တကယ်ပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အိမ်တိုင်းမှာစီဝါးတွေဖြစ်တဲ့အိမ်စီဝါးတွေအဆင်မပြေတဲ့အိမ်နဲ့အိမ်ကိုရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့တူတူစူးစမ်းတာချင်းနဲ့တူတူပဲ လောက်တာရင်းနဲ့တူတူပဲဆိုလို့ရှိရင်ဘာလို့တွားကြည့်လဲဆိုအိမ်ဖျားစင်ကိုပဲတွားကြည့်တာများပါတယ်သူတို့အိမ်ဖျားစင်ချင်မှာမနဲ့မိုးနဲ့တက်တက်ရဲရဲလေးဖျားစင်ကိုလည်းနေ့တိုင်းတန့်ရှင်းနေလုပ်ပေးမှာဖြစ်ပါတယ်တချို့ဆိုဖုံနေနဲ့တက်လို့အမိုက်အမိုက်ကြိုက်တဲ့အများကြီးဖြစ်နေမျိုးတွေကျွန်တော်တွေ့ဘူးတယ်အဲ့လိုမျိုးတွေမထားပါနဲ့အဲ့တော့တကယ်ဖျားเจ้าဆောင်မှာဖျားတကယ်ကြွလာတယ်ဖျားတကယ်ရှိတယ်ဖျားတကယ် ကျွန်တော်တို့တွေကျင်းဆက်တော်မူတဲ့ဖရာတကယ်သတင်းသုံးနေတယ်ဆိုတော့ကျွန်တော်တို့တွေခံယူချက်အပြည့်နဲ့ထားမယ်ဆိုလို့ရှိရင်ဖရာကျောင်းဆောင်တွေကိုတန်ရှင်းနေအောင်ထားမယ်ကျွန်တော်ဖရာပုံတော်တွေကိုတန်ရှင်းနေအောင်ထားမယ်အားလုံးတည့်ရက်နဲ့ထားမယ်ကျွန်တော်တို့တွေပန်းတွေကိုလည်းမနှိုးမညှို့မနှွမ်းမချောက်စင်းနဲ့ရေကိုလည်းမနှံရေစုံတွေမနှံလို့နှစ်ရက်တစ်ခါသုံးရက်တစ်ခါလဲပေးမယ်တောက်တော်ရီကိုတရက်ကို9ချိန်အ sorry တရက်ကို3ချိန်ကျွန်တော်တွေ9ခွက်ပေါ့နော်ကတ်နိုင်ကတ်ပေးမကတ်နိုင်လည်း3ခွက်ကတ်ပေးအဲ့လိုမျိုးလေးကိုတစ်နေ့3ချိန်လဲပေး နော်အဲ့လိုမျိုးလဲပေးခြင်းရပြီးအိမ်ဒီမှာပူပီးနေကင်းလာစီပါလေဗျဒါလေးကိုမေဆွေမြောက်ကိုလာပြီးမြောက်ကိုပေးတာပါဗျအားလုံးကျေးဇူးတင်ပါတယ်မေဆွေအားလုံးရဲ့အိမ်ဖျားခြင်းမှာတယ်ကျွန်တော်တို့တန်ရှင်းတက်ရအောင်ထားကြပြီးတော့စီဝါဒီတက်ကြပါစေအပူပီးနေကင်းကြပါစေဗျ